အားလုံးမင်္ဂလာပါမြောက်ဦးနော်လီရှာရင်းရှင်ငါးနေပြီးတော့မှပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရလားပုံမှန်ဆိုရင်အိန္ဒိယကိုကျွန်တော်တို့ကဒီဟိန္ဒူဘာသာရဲ့ဗဟိုလို့မြင်ကြပေမဲ့တကယ်တော့ကမ္ဘာပေါ်မှာတာဒီယာအများဆုံးမွ슬လင်ဥယျာဉ်ရှိတဲ့နိုင်ငံဖြစ်ပါတယ်ဒီနေ့ခေတ်အာဖဂန်နစ္စတန်မှာအရှေ့ဆိုင်တဲ့မွ슬လင်မင်းဆက်တစ်ခုဖြစ်တဲ့ဂါဇနာဘေ့စ်တွေနဲ့ဒီဂူရစ်တွေကြောင့်အိန္ဒိယကျွန်းတွေမှာအစ္စလာမ်နိုင်ငံရဲ့အင်အားစုဖြစ်လာပါတယ်သူတို့ရဲ့အင်အားအကြီးဆုံးအုပ်စိုးခြင်းတွေဖြစ်တဲ့ ီဂါဇနီရဲ့မာမော့နဲ့ဒီအစ်အဒန်တို့ဟာဒီမြောက်ပိုင်းအိန္ဒိယကိုအခါခါအလီလီစီးနေတိုက်ခိုက်ခဲ့ကြပါတယ်အချိန်ကာလကြာလာတာနဲ့အမျှဒီတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီဒေသမှာဒီမွတ်စလင်နိုင်ငံတခုပေါ်လာဖို့အတွက်ဥတည်ခဲ့ပါတယ်ကျွန်တော်ဆက်မပြောခင်မှာဒီတမိုင်းတွေကအိန္ဒိယဆိုတဲ့စကားလုံးဟာဒီကနေ့အိန္ဒိယနဲ့အတိတ်ပဲမတူဘူးဆိုတာကိုနားလည်ထားဖို့အရေးကြီးပါတယ်အရင်တော့ကဒီအိန္ဒိယဆိုတာကအခုဒီလက်ရှိပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်နေရာတွေလည်းပါဝင်ခဲ့ပါတယ်အဲ့ဒါပြင်ဒီအိန္ဒိယကို ဒီမွဆလင်ကျူးကျော်မှုဟာစစ်တေးရာစုမှာစတင်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီထက်အများကြီးစောပါတယ်ဥမေရဲ့ခါလီဖိတ်အင်ပါယာရှေ့ထွင်နေချိန်မှာဒီမွဆလင်စစ်တပ်တွေဟာအိန္ဒိယရဲ့ဒီအနောက်မြောက်ပိုင်းဒေသတွေကိုသူတို့ရဲ့အုပ်ချုပ်မှုအောက်ရောက်အောင်ကြိုးစားခဲ့ကြပါတယ် AD 935ခုနှစ်လောက်မှာဒီမိုဟာမက်ဘင်ခါဇင်ဆိုတဲ့စစ်သူကြီးတဦးဟာဒီဆင်နဲ့ဒီမူလတန်ဒေသတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဒီဥမေရဲ့တွေနဲ့ ဒီ abacus တွေဟာဆိုရင် indit မြစ်ကိုကျော်လွန်ပြီးတော့မှဒီနေမြစ်ရှိထွင်ဖို့ဆက်စ조사ခဲ့ပြီးမြဲဒေသခံအိန္ဒိယနိုင်ငံတွေကအောင်မြင်စွာတွန်းလှန်နိုင်ခဲ့ပါတယ်ဒီလိုနဲ့တစေရာစုအလီလောက်ကိုကြည့်လိုက်မယ်ဆိုရင်အစ္စလမ်ကဘာမှာအရေးကြီးတဲ့အပြောင်းအလဲတွေဖြစ်ခဲ့တဲ့အတွက်မွတ်စလင်တွေဟာအိန္ဒိယဒေသကိုပို့ပြီးတော့မှနည်းနည်းဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်ပထမဆုံးအနေနဲ့အစ္စလမ်နိုင်ငံရှင်းမှာခါလီဖိတ်အင်ပါယာကတခုတည်းသောအင်အားကြီးအာဏာပိုင်မဟုတ်တော့ပါဘူးဒီအချက်က မူဆလင်ကဘာတလောမှာလွယ်လပ်တဲ့နိုင်ငံတွေပေါ်ပေါက်လာစေခဲ့ပါတယ်။အရှေ့ဘက်ဒီခိုရာဆန်နဲ့ထရန်ဆိုဇီနီးယားမှာဒီဆာမာနီမင်ဆက်ကအာဏာရလာခဲ့ပါတယ်။ဒီနိုင်ငံတွေဟာဆိုရင်ဒမတ်စကဲဒါမှမဟုတ်ဒီဘဂဒက်ကခါလီဖိတ်ကိုအမြဲတမ်းအစီရင်ခံနေစရာမလိုတဲ့အတွက်သူတို့ရဲ့ဒီရီမန်ချက်တွေအပေါ်မှာလွယ်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 ပို့ပြီးတော့မှအာယုံစိုက်နိုင်ခဲ့ကြပါတယ်။နောက်ထပ်အဓိကအပြောင်းအလဲတစ်ခုကတော့ဒီဂီမန်လို့ခေါ်တဲ့တာကီလူမျိုးကျွန်စစ်သားတွေပေါ်ပေါက်လာတာပါ။ဒီတက်လူမျိုးတွေတွေကတချို့ဟာဆိုရင်နောက်ပိုင်းမှာသူတို့ကိုယ်ပိုင်နိုင်ငံတွေကိုထူထောင်ခဲ့ကြပါတယ်။ ဥပမာအီဂျစ်က Amel A Toulon လို့ဒေတာတွေဖြစ်ပါတယ်ဒီဇလရဲ့အဓိကဖြစ်တဲ့ဒီ Gazna Bay Minsa ဟာဆိုရင်ဒီစနစ်ကနေပေါ်ပေါက်လာတာပါပထမဆုံးဒီ Gazna Bay အုပ်စိုးခြင်းဒီ Sabatikam လို့မျိုးဒီအခုလက်ရှိဒီ Kajisne မှာမွေးဖွားခဲ့တာပါသူကတော့ Samane Sithu ji ဒီ Artigan ကဝေခဲ့တာပါဒါပေမဲ့လည်းဒီနောက်ပိုင်းမှာတော့ကျွန်စစ်သားတယောက်ဖြစ်ခဲ့တဲ့ဒီစာဘာတီကမ်ဟာဂါဇနာမြို့ပေါ်တော့ဒီ အခုလက်ရှိမှာဆိုရင်ဂါဇနီပေါ့ဒီအာဖဂန်နစ္စတန်ကဂါဇနီကိုဘရင်တပါလို့သူအုပ်ချုပ်နိုင်ခဲ့ပါတယ်။အဲဒီ989ခုနှစ်မှာဆာဘာတီကန်ဟာဒီဂါဇနာကိုတာဝန်ယူပြီးတော့မှသူ့ရဲ့အာဏာကိုရှင်းထွင်ဖို့စတင်ခဲ့ပါတယ်။သူကဒီအာဖဂန်နစ္စတန်ကကဘူးတောင်ကြားကနေမြောက်ပိုင်းအိန္ဒိယမှာရှိတဲ့ကက်ရှမီးယားအထီးနေမြေတွေကိုထိန်းချုပ်ထားတဲ့ဟိန္ဒူရှာဟီမင်းဆဲရဲ့နေမြေတွေကိုစီးနင်းခဲ့ပါတယ်။ဒါကအိန္ဒိယထိစီးနင်းတိုက်ခိုက်တဲ့ဂါဇနာဘေ့စ်တွေရဲ့အလေးအကျင့်ကိုစတင်စေခဲ့ပါတယ်။ဒါပေမဲ့လည်းဂါဇနာဘေ့စ်တွေဟာ ဒီစာဘာတီကံမြတ်သားဖြစ်တဲ့မာမောအလက်အောက်မှာမှာတကယ်အင်္ဂါကြီးနိုင်ငံဖြစ်လာခဲ့တာပါမာမောဟာ AD 960ခုနှစ်မှာစတင်အုပ်ချုပ်ခဲ့ပြီးဒီဆက်ရှင်းမဲ့စာမဏိတွေ့စီကနေလွယ်လွယ်ကြောင်းကျင်ကြခဲ့ပါတယ်မာမောလက်အောက်မှာဒီဂါဇနာဘိတ်အင်ပါယာဟာအင်အားအကြီးဆုံးကမ္ဘာအစ္စလမ်နိုင်ငံတွေတေကတခုဖြစ်လာခဲ့ပါတယ်ဘာလို့အဲ့ဒီလောက်ထိအင်အားကြီးတော်ရတယ်လဲဆိုရင်သူဟာအိန္ဒိယကို68ကြိမ်လောက်ကျူးကျော်တိုက်ခိုက်ပါတယ်အနိုင်ရလာတဲ့ပစ္စည်းဥစ္စာတွေနဲ့လူယူလာတဲ့ဒီစီးစိမ်တွေဟာသူတို့ကို အင်အားကြီးမောက်သွားစေပါတယ်ဒါပေမဲ့အင်ဒက်မစ်ကိုကြော်ပြီးတော့မှရှစ်ဆက်မတက်ခင်မှာမမောဟာဆိုရင်သူ့အဖေတိုက်ခိုက်ခဲ့တဲ့မင်းဆက်ဖြစ်တဲ့ဟိန္ဒူရှာဟီကိုအရင်အနိုင်ယူဖို့လိုအပ်ပါတယ်မမောဟာဒီတထောင်နဲ့တစ်ခုနှစ်ဒီပက်ရှဝါတိုက်ပွဲမှာသူတို့ကိုအကြီးအကျယ်အနိုင်ရခဲ့ပါတယ်ဟိန္ဒူရှာဟီတွေကဒီတထောင်နဲ့20ပြည်နှစ်တွေအထိဆက်လက်တွန်းလှန်ခဲ့ပေမဲ့ဒီမမောဟာဆိုရင်ပန်ဂျန်နဲ့ဒီထက်ဒီကြော်လွန်တဲ့နေရာတွေကိုတိမ့်ပိုက်ဖို့အာရုံစိုက်ခဲ့ပါတယ်အဲ့ဒီခေတ်အချိန်မှာဒီမြောက်ပိုင်းအိန္ဒိယဟာ သိငေတဲ့နိုင်ငံတွေအများကြီးအနေနဲ့ပိုင်းခြားထားရဲဆိုတာကိုကျွန်တော်တို့နားလည်ထားဖို့လည်းလိုအပ်ပါတယ်။သူတို့ဟာမကြာခဏဆိုသလိုပဲဒီအစင်းချင်းပြိုင်ဆိုင်တိုက်ခိုက်နေကြပြီးတော့မှအင်အားကြီးတဲ့ဗဟိုအာဏာမရှိပါဘူး။ဒီလိုမျိုးအကွေကွေအပြားပြားဖြစ်နေတဲ့နိုင်ငံရေးအစီအစဉ်တွေကြောင့်တက်ကရစ်ဒီတထောင်ခုနှစ်ကနေ1900ခုနှစ်အထိဒီဂါဇာနာဘစ်တွေနဲ့ဒီနောက်ပိုင်းဂူရေးတွေအတွက်ဒီနိုင်ငံငယ်တွေကိုတနိုင်ငံချင်းစီအနိုင်ယူဖို့တွေကူစီခဲ့ပါတယ်။နှစ်30နီးပါးကြာအောင်ဒီမာမော့ဟာဆိုရင် မြောက်ပိုင်းအိန္ဒိယမှာရှိတဲ့ယမုနာနဲ့ဒီဂင်္ဂမြင်းနှစင်းကြားနေရာဖြစ်တဲ့ဒီဒိုအပ်ဒေတာကိုတိုက်ခိုက်ခဲ့ပါတယ်။တခါတလေမှာဆိုရင်သူဟာဒီဘဟုအိန္ဒိယမှာရှိတဲ့မြို့တစ်မြို့ဖြစ်တဲ့ဒီဂေါ်လီယာအထီးတော်မှာရောက်ခဲ့ပါတယ်။2025ခုနှစ်မှာမမောဟာဆိုရင်အနောက်မြောက်ပိုင်းအိန္ဒိယမှာရှိတဲ့ဒီသာပေးကန်တရားကိုဖျက်ပြီးတော့မှသူစစ်တပ်ကိုဥဆောင်ပြီးတော့မှဒီအနောက်ပိုင်းအိန္ဒိယမှာရှိတဲ့ဂူဂျာရက်ကိုရောက်အောင်တောက်ခဲ့ပါတယ်။အဲ့ဒီမှာတကယ်တန်ဖိုးရှိတဲ့ယန္တနာပစ္စည်းတွေရှိတယ်လို့နှာမည်ကြည်တဲ့ဒီဆွမ်နက်ဟိန္ဒူဘုရားကျောင်းကြီးတခုရှိခဲ့ပါတယ်။ ခါဇာနာဘေးစစ်တပ်ကဒီဖះเจ้าကိုတိုက်ခိုက်တဲ့အခါမှာသူတို့တော်တော်လေးပျော်တော့ခဲ့ပါတယ်တရှုခံမှန်းချက်တွေကတော့ဒီမမုတ်ကဒီဒီနာရွှေဒံကပေါ့နော်တန်း20လောက်တန်ဖို့ရှိတယ်လူရဲ့ပစ္စည်းတွေကိုသူ့ရဲ့မျိုးတော်ဂါဇနီစီကိုပြန်ယူတော့ခဲ့တယ်လို့ဆိုပါတယ်ဒီဆွမ်နပ်ကိုတိုက်ခိုက်ခဲ့တာဟာအရေးကြီးတဲ့မိကုန်တစ်ခုကိုလည်းပေါ်ပေါက်လာစေပါတယ်မမုတ်ဟာအစ္စလမ်ကိုကာကွယ်တဲ့သူဖြစ်ကြောင်းပြသဖို့အတွက်အိန္ဒိယကိုကြွကြော်ခဲ့တာလားဒါမှမဟုတ်နိုင်ငံရေးကြီးမန်းချက်နဲ့ရှမ်းသာကြွေဝေါ်လိုမှုကြောင့် ြွကြော်ခဲ့တာလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။တမိုင်းတစ်ချောက်မှာမာမိုးကိုရော့ဒီဂါဇီဆူလတန်လို့မကြခဏဖော်ပြလေးရှိပါတယ်။အဲ့ဒါကအစ္စလမ်ဘာသာကိုဖျက်ချဖို့တိုက်ခိုက်တဲ့အုပ်စိုးရှင်ပေါ့နော်ဒီအထူးသဖြင့်အိန္ဒိယမှာတိုက်ခိုက်တဲ့သူလို့အဓိပ္ပာယ်ရပါတယ်။ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်နဲ့ဒီအိန္ဒိယမှာရှိတဲ့မု슬လင်အများအပြားအတွေ့မာမိုးဟာဆိုရင်ဒီဒေတာရဲအစ္စလမ်ဘာသာရဲ့ရှေးဦးတည်ထောင်သူတွေကတူအဖြစ်သတ်မှတ်ထားကြပါတယ်။1920ရှောက်မှာအိန္ဒိယသမိုင်းပညာရှင်မူဟာမက်ဟာဘိတ်ကမာမိုးဟာဘာသာရေးထက်ဒီ ငွေကြေးကိုပို့ပြီးလိုလာကြောင်းရေးသားခဲ့ပါတယ်။ဒါပေမဲ့မွတ်စလင်တွေကတော့အဲ့ဒီအယူဆကိုပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။နှစ်ပေါင်း900ကြာပြီးတဲ့နောက်တော့မှဒီမွတ်စလင်အများအပြားကဒီမာမုတ်ကိုသူတို့ရဲ့ဘာသာရေးသူရဲကောင်းအဖြစ်မှတ်ယူနေကြစေဖြစ်ပါတယ်။ဒါပေမဲ့တက်တဲ့အထောက်အထားအလုံးကိုကြည့်လိုက်ရင်မာမုတ်နဲ့ဒီသူနောက်ကအုပ်စိုးရှင်တွေဟာဘာသာရေးအကြောင်းပြချက်တွေကြောင့်မဟုတ်ပဲငွေကြေးအကြောင်းပြချက်တွေအတွက်အိန္ဒိယကိုကျူးကျော်ခဲ့တာကရှင်းရှင်းလင်းလင်းဖြစ်နေပါတယ်။သူတို့ကတိုက်ခိုက်မှုတွေကိုပဲအဓိကလုပ်တာပါ။ ဟိန္ဒူဘာသာဝင်တွေကိုအစ္စလမ်ဘာသာပြောင်းသောအောင်လောက်တာမျိုးသိပြီးတော့မတွေ့ရပါဘူးသူတို့ကအိန္ဒိယကိုအမြဲတမ်းထိန်းချုပ်ရှင်နေတဲ့ဆိုရင်မြေကိုသိမ်းပိုက်ဖို့အတွက်ကြီးမားတဲ့စစ်တပ်တခုသူတို့လိုအပ်ပါလိမ့်မယ်ဂါဇာနာပြည်နိုင်ငံတော်ကအစိုးရနဲ့ဒီစစ်ရေးကိုလစ်ပတ်ဖို့အတွက်ငွေကြေးအများကြီးလိုအပ်ခဲ့ပြီးတော့မှဒီအိန္ဒိယကိုတိုက်ခိုက်တာကအဲ့ဒီလိုအချက်ကိုဖြည့်ဆည်းပေးခဲ့ပါတယ်ဂါဇာနာပြည်စစ်တပ်ထဲဝင်ခြင်းနဲ့အိန္ဒိယစစ်သားတွေတောင်မှ အစ္စလမ်ဘာသာကိုပြောင်းလဲဖို့မလိုအပ်ခဲ့ပါဘူးဒီအချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာသာရေးကိုအလေးမထားခဲ့ဘူးဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဒီဘာသာရေးကုံတိတ်ခါရရှိဖို့အတွက်အာဘာဆေးခါလီဖိမင်းဆန်နဲ့နီနီကက်ကက်နေထိုင်တာကအရေးပါခဲ့ပေမဲ့ဒီဂါဇာနာဘေးစတိုးရဲ့အိန္ဒိယကျူးကျော်မှုတွေဟာအဓိကအဖြစ်လူရွယ်မှုနဲ့ဒီကျွေးဝါဆန်းတာမှုအတွက်ဖြစ်ပါတယ်မမောဟာ1030မှာကိုလွန်ခဲ့ပြီးတော့မှသူနောက်ကအုပ်စိုးရှင်တွေကတော့သူ့လိုမျိုးအောင်မြင်မှုကိုဆက်ပြီးတော့မှမထိန်းထားနိုင်တော့ပါဘူး အဓိကအကြောင်းရင်းတစ်ခုကဘာလဲဆိုတော့ဟိုအာရှကနေတောင်ဘက်ကိုရွေးလျားလာတဲ့ဒီဆေဂျူတူရကီတွေရောက်ရှိလာတာကြောင့်ဖြစ်ပါတယ်1040မှာမာမောရဲ့သားဖြစ်တဲ့မာဆိုဟာဒီဒန်ဒါနာခေတ်တိုက်ပွဲမှာရှုံးနေပြီးတဲ့နောက်အင်ပါယာရဲ့အနောက်ဖက်ဆက်ကိုဆုံးချုပ်ခဲ့ရပါတယ်ဒါပေမဲ့လည်းဂါဇာနာမေတွေဟာမာမောသိမ်းပိုက်ခဲ့တဲ့ပန်ဂျက်အပါအဝင်ဒီသူတို့ရဲ့အရှိတ်နေမြေတွေကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်ဒီနေရာမှာလာဟိုးမြို့ဟာဆိုရင်ဒီဂါဇနီနောက်ပိုင်းဒုတိယအရေးကြီးဆုံးမြို့ဖြစ်လာခဲ့ပါတယ် သူတို့ကမာမောရဲ့အောင်မြင်မှုတွေနဲ့မရှင်းနိုင်ပေမဲ့ဂါဇာနာဘေးတွေဟာဆိုရင်နောက်ပိုင်းအုပ်စိုးရှင်တွေလက်အောက်မှာဒီအီဂရိအာနာကိုဆက်လက်ထိန်းထားခဲ့ပါတယ်1950ပြည်လုံးနှစ်တွေနဲ့1960ပြည်လုံးနှစ်တွေမှာအီတလီမစ်ရှင်အဖွဲ့ကအာဖဂန်နစ္စတန်မှာရှေးဟောင်းသုတေသနလုပ်ငန်းတွေကိုလုပ်ခဲ့ပါတယ်သူတို့လေးလာတွေ့ရှိခဲ့တာကဒီမာဆူသရီရဲ့ဒီအုပ်စိုးမှုအတွင်ဆောက်လုပ်ခဲ့တဲ့ဒီနန်တော်ကြီးတွေနဲ့ဥယျာဉ်တွေဖြစ်ပါတယ်အိန္ဒိယကနေလူရဲခဲ့တဲ့ပစ္စည်းတွေကိုတုံးပြီးတော့မှဒီအရာတွေကိုတိဆောက်ခဲ့တာဖြစ်နိုင်ပါတယ် ဒီမဆုသရိယတာဘာရင်စာဟာဆိုရင်သူဦးလေးဆန်ကြာကိုဒီအခွန်အတုပ်အများအပြားပေးဆောင်ခဲ့ရပါတယ်အဲ့ဒီငွေကြေးတွေဟာဘယ်ကနေလာတယ်လဲဆိုရင် အိန္ဒိယရေစီကတိုက်ယူထားတဲ့အရင်အမြစ်တွေကနေလာတယ်လို့ယူဆရပါတယ်ဒီဘာရင်စာအုပ်စိုးနေချိန်မှာနောက်ထပ်မင်းဆက်တစ်ခုလည်းထပ်ပြီးတော့မှပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ဂူရေးတွေဖြစ်ပြီးတော့မှသူတို့ကဒီအိန္ဒိယမှာအစ္စလမ်ကိုဖျံဖို့အတွက်ပို့ပြီးကြီးမားတဲ့အခန့်ကဏ္ဍကနေပါဝင်လာပါလိမ့်မယ်ဂူရေးတွေဟာဆိုရင်ခေတ်သစ်အာဖဂန်နစ္စတန်မှာရှိတဲ့ ဂိုတောင်တန်းတွေကနေလာခဲ့ကြတာပါသူတို့ရဲ့လူမျိုးရေးနောက်ခံကိုသမိုင်းပညာရှင်တွေကအတိအကျမသိကြသေးပါဘူးမာမွန်းနဲ့ဒီမာဆူတို့ရဲ့အုပ်စိုးမှုအတွင်မှာအဲ့ဒီဒေသကိုအစ္စလမ်ဘာသာရောက်ရှိကြီးစွခဲ့ပါတယ်1150ပြည့်နှစ်နှစ်တွေမှာဂူရေးအုပ်စိုးရှင်ဖြစ်တဲ့အာလာအေဒင်ဟူစိန်ဟာဂါဇနီကိုတိုက်ခိုက်ပြီးတော့မှမြို့ကိုမီရှိုခဲ့တဲ့အတွက်ဒီဂျာဟန်ဆော့ပေါ့နော်ဒီကဘာကိုမီရှိုသူဆိုပြီးတော့မှနာမည်ပြောင်းတော့မှရရှိခဲ့ပါတယ်စင်းနေအတွင်မှာဂါဇာနာဘက်တွေဟာဆိုရင် ဂါဇနီနဲ့ဒီအာဖဂန်နစ္စတန်ကိုဆုံးလွှတ်ပြီးတော့မှပန်ချက်ကိုဆက်ကွက်ခဲ့ရပါတယ်ဒီအချိန်မှာဂူရစ်တွေကိုသူတို့ရဲ့ဒီအာနာအထွတ်ထိပ်ကိုရောက်အောင်လုပ်ပေးခဲ့တဲ့ဂီယက်အာဒင်ကအုပ်ချုပ်ခဲ့ပါတယ်ဂီယက်အာဒင်ကမြောက်ဖက်နဲ့အနောက်ဖက်မှာဒီခေါ်ရာဇမီရဲ့အင်ပါယာနဲ့တိုက်ခိုက်နေချိန်မှာသူ့ရဲ့ညီငယ်ဖြစ်တဲ့ဒီမူအေးအာဒင်ကတော့အိန္ဒိယကိုသိမ်းပိုက်ဖို့အာရုံစိုက်ခဲ့ပါတယ်ဂါဇာနာဘေးတွေ့လုခဲ့တဲ့အတိုင်းသူကဒီဂါဇာနီကိုသူ့ရဲ့အရှေ့ဆိုင်စခန်းအဖြစ်အသုံးပြုခဲ့ပါတယ်1186မှာ မူအေအာဒန်ဟာဆိုရင်လာဟိုးကိုတင်ပိုက်ပြီးတော့မှဒီဂါဇာနာဘေးမင်းဆက်ကိုအဆုံးသတ်စေခဲ့ပါတယ်1180ပြည်လုံးနှစ်အလေပိုင်းလောက်မှာသူဟာဒီအင်ဒက်စ်ဒေတာအများစုကိုထိန်းချုပ်ထားပြီးတော့မှအိန္ဒိယရဲ့အတွင်းပိုင်းကိုတိုက်ခိုက်ဖို့အသင်းဖြစ်နေခဲ့ပါတယ်ဒါပေမဲ့လည်း1188မှာဒီဂူဂျာရက်ကိုကျူကျော်ဖို့ကြိုးစားခဲ့ပေမဲ့ရှုံးနေတော့ပါတယ်ဒါကြောင့်သူကအရှိဖက်ကိုသာဦးလှည့်ခဲ့ရပါတယ်ဂင်းကနဲ့ဒီယမူနာမြစ်တွေကြားကဒိုအက်ဒေတာကိုတင်ပိုက်ဖို့အတွက်အင်အားကြီးတဲ့ဟိန္ဒူဘုရင်ဖြစ်တဲ့ဒီ Paris the Brest Shaw Hen ကိုအနိုင်တိုက်ဖို့လိုအပ်ပါတယ်။ဒီလိုနဲ့1191မှာမူအေးအာနယ်ဟာဒေလီရဲ့မြောက်ဖက်ဒီတာရင်ကိုရှစ်တက်ခဲ့ပါတယ်။အဲ့ဒီမှာဒီ Paris the Brest Shaw Hen ခေါင်းဆောင်တဲ့ဟိန္ဒူမဟာမိတ်အဖွဲ့ကဒီမူအေးအာဒင်တို့ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒီနေရာမှာတော့မူအေးအာဒင်တို့အဖွဲ့ဆေးရှုံပြီးတော့မှမူအေးအာဒင်ကတော့ဒဏ်ရာရတော့ပါတယ်။ဒါပေမဲ့နောက်တနည်း1192နှစ်မှာသူပြန်လာခဲ့ပြီးတော့မှဒုတိယတာရင်တိုက်ပွဲကိုဆင်နွှဲခဲ့ပါတယ်။ဒုတိယအကြိမ်မှာတော့တိုက်ပွဲကိုအနိုင်ရခဲ့ပြီးတော့မှ အရင်ကရှုံနေမှုကိုပြန်လည်ရှေ့ဖြတ်ခဲ့ပါတယ်။ဒီအောင်ပွဲဟာဂင်းကမြေဟွန်းလွန်ပြင်ကိုဒီမွတ်စလင်ထိန်းဆုပ်မှုအောက်ရောက်အောင်လုပ်နိုင်ခဲ့တယ်လို့ပြောရမှာပါ။ဒုတိယတာရင်တိုက်ပွဲဟာအိန္ဒိယသမိုင်းမှာအရေးအကြီးဆုံးတိုက်ပွဲတွေတစ်ခုတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတိုက်ခိုက်မှုဟာယာယီတိုက်ခိုက်မှုတွေသာမကပဲအိန္ဒိယမှာရေရှည်တည်တန်းတဲ့မွတ်စလင်နိုင်ငံတွေကိုဖန်တီးနိုင်စေဖို့အဓိကအကြောင်းရင်းဖြစ်လာရှိခဲ့တဲ့အတွက်ပါ။မူရတဲ့ဟာဆိုရင်သူတိမ့်ပိုက်ခဲ့တဲ့အိန္ဒိယနေမျိုးတွေကိုစစ်တူကြီးကြီးကူဦးဒင်အာဘက်လက်အောက်မှာထားခဲ့ပါတယ်။ ်နေမျိုးတွေကိုအုပ်ချုပ်နိုင်စေဖို့အတွက်ဒီစစ်သူကြီးကူဦးဒင်အာဘက်ကိုနောက်ထပ်စစ်သူကြီးဖြစ်တဲ့ဒီအစ်ဒီယာအာဒန်မူဟာမက်ဘတ်တီယာခေဂျီကကူညီခဲ့ပါတယ်1203မှာတော့ DL အာဒန်ကိုလွန်ခဲ့ပါတယ်မူရတဲ့ကသူနေရာကိုဆက်ခံခဲ့ပေမဲ့၃နှစ်လောက်အကြာ1206မှာလုံခြုံခံခဲ့ရပါတယ်ဒီလိုနဲ့ဆင်နှစ်အတွင်းမှာ Guris Empire ပြိုလဲတော့ခဲ့ပါတယ်သူတို့ရဲ့ဗဟိုအာဆာနေမြေတွေကိုဒီ Khorasanian တွေကသိမ်းယူတော့ပါတယ်သူတို့အရင်တုန်းကသိမ်းပိုက်ထားတဲ့အိန္ဒိယနေမြေတွေကိုတော့ ူတို့ရဲ့စစ်သူကြီးတွေကခွေးဝေယူခဲ့ကြပါတယ်။ဒီစစ်သူကြီးတွေထဲမှာအရေးအကြီးဆုံးကတော့ကူဥဒန်အာဘဲပဲဖြစ်ပါတယ်။ဒီမူအေအာတွေကွေလွန်ပြီးနောက်မှာသူဟာဒီ Daily Sultan နဲ့ကိုထူထောင်ခဲ့ပါတယ်။အဲ့ဒီ Daily Sultan နဲ့ဟာမင်းဆက်အမျိုးမျိုးပေါ်ထွက်လာခဲ့ပြီးတော့မှ နောက်ထပ်နှစ်300ကျောင်းအိန္ဒိယရဲ့ဒေသကြီးတွေကိုအုပ်ချုပ်ခဲ့ပါတယ်။ဒါကြောင့်ဒီဂူရစ်တိုရဲ့တူးတုံမှုတွေဟာ1100ဆောင်းနောက်ပိုင်းမှာဒီ Daily Sultan နဲ့အတွက်အုံမြစ်အစားပေးခဲ့တယ်။ပြီးရဒီသမိုင်းကြောင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံအတွင်းမှာအစ္စလမ်ဘာသာဘယ်လိုတိုးရှိသွားလဲဆိုတာကိုမိတ်ဆွေတို့သဘောပေါက်တော့မှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒါပါပဲခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရှာရေးပေးတော့ခဲ့ပါဦးနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လက်မှတ်ဘွဲ့လက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ် ့39ကို669 97 625နဲ့39ကို905 953လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။အကောင်းဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောင်လမဘွဲလမနဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောတက်တာဆောင်နဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ ုန်းနံပါတ်39 668 9162 629 6539လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။